မင်္ဂလာပါရှင် MPB ရဲ့တတိယအညာမြေတရင်အစီအစဉ်ကနေကြိုဆိုပါရစေ။တမောင်းကတော့အစီအစဉ်32မူးအိမ်ကျဲပါ။စကိုင်းနိုင်ကမ်လူမျိုးနဲ့ဇီးကုန်းမျိုးနားမှာရှိတဲ့တပြေသားနဲ့ចောင်းကုန်းရွာတွေကိုစိုးစုနဲ့ပြူစောတိတွေကဆင်းနေဝင်ရောက်ပြီးတော့ပြည်သူတွေကိုတပ်ဖြတ်တာနဲ့ဖမ်းဆီးတာတွေလှုပ်ဆောင်နေတယ်လို့ဒေသခံသတင်းမျိုးတချို့ကပြောပါရစေ။အဆိုပါကျေးရွာတွေတဲကိုစိုးစုနဲ့ပြူစောတိတွေကပြီးခဲ့တဲ့ဇွန်လ23ရက်နဲ့24ရက်တွေမှာ ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီးတော့တပြေးသာကျွေးရကဒေသခံ၅ဦးခန့်ကိုတပ်ဖြတ်ထားခဲ့တယ်လို့ပြည်သူ၂၀ကျော်ကိုလည်းဖမ်းဆီးသွားတာဖြစ်တယ်လို့ဒေသခံတို့ကပြောပါရယ်။တပြေးသာနဲ့ကျောင်းကုန်းရွာတွေဟာဇီးကုံမျိုးနဲ့တစ်ဆက်တည်းမှာတရှိနေပြီးတော့အရင်ကစိုးစုနဲ့ပြူစောရီတွေရဲ့ရန်ကြောင်ဒေသခံတွေထွက်ပြေးတိတ်ရှောင်နေကြပြီးတဲ့နောက်မှာရွာတွေကိုပြန်လည်နေထိုင်နေကြတာဖြစ်ပါရယ်။အဲ့ဒီလိုရွာတွေကိုပြန်လည်ဝင်ရောက်နေထိုင်ခြင်းစိုးစုနဲ့ပြူစောရီတွေက ီးနင်းဝင်ရောက်ပြီးတော့ဖမ်းဆီးတာတပ်ဖြတ်တာတွေလှုပ်ဆောင်တာဖြစ်တယ်လို့ဒေသခံသတင်းမျိုးချို့ကပြောပါတယ်ကမ္ဘလူနယ်မှာတင်ကန်းဝင်းဝါသွားရဲ့ယူစောတီလိုအပ်ချက်မြန်မာနေရာကြောင်းကမ္ဘလူမျိုးနဲ့ကျေးရွာတွေကနေဒေသခံတွေကိုအတင်းအဓမ္မပေါ်တာဆွဲဖို့ညွှန်ကြားထားတယ်လို့ကြားနေရကြောင်းလဲကျွန်းလာကမ္ဘလူတကြွလှုပ်ရှားသူများအဖွဲ့ကထုတ်ပြန်ထားပါတယ်။စောဆုနဲ့ယူစောတီတွေရဲ့ရန်ကြောင်းဇီကုံအပါဝင် အနီးအနားမှာရှိတဲ့လက်ဆယ်၊တပြေသား၊ကြောင်ကုံ၊ဖိုကုံ နဂတ်ဘော်နဲ့ပုပ်ပားရွာကဒေသခံပြည်သူတွေထွက်ပြေးတင်းရှောင်နေကြဆဲဖြစ်တယ်လို့ဆိုပါတယ်မန္တလေးတိုင်းတောင်သားနယ်အနောက်ခြမ်းကိုစစ်ကြောင်းထိုးဝင်ရောက်နေတဲ့အင်အား200ပါစေုပ်စုတပ်တွေကစစ်ရွာတွေကိုစီးနင်းလူရဲ့မီးရှို့ဖျက်ဆီးနေရလို့ဒေသခံသတင်းမြစ်တွေကပြောပါတယ်အဲ့ဒီစေုပ်စုတပ်တွေဟာဇွန်လ25ရက်မနေ့ကငတရောက်ပချမ်းကနေစစ်ကြောင်းထိုးဝင်ရောက်လာခဲ့ပြီးတဲ့နောက်ကင်းစလုံးရတဲ့စီးနင်းဝင်ရောက်ပြီးနေအိမ်တွေကိုမီးရှို့ဖျက်ဆီးတာတွေလှုပ်ဆောင်နေရလို့ဒေသခံတွေကဆိုပါတယ် ညောင်မြို့နယ်ငတရောက်ဘက်ကနေဇွန်24ရက်မှာစစ်ကြောင်းထိုးထွက်လာတဲ့အဆိုပါဆုံးစုတက်တွေဟာဈေးမကြီးရွာကနေ20ကျော်ကိုမိရှုဖြက်စီးခဲ့ပြီးတဲ့နောက်တောင်သာနယ်တဲကိုမနေ့ကစတင်ဝင်ရောက်စစ်ကြောင်းထိုးပြီးတော့ကင်းစလုံးရွာကိုမနေ့ကနဲ့ဒီနေ့နှစ်ရက်ဆက်မိရှုဖြက်စီးနေရလို့ဒေသခံသတင်းမြစ်ကဆိုပါတယ်။လက်ရှိမှာဆုံးစုတွေကကင်းစလုံးကျေးရွာမှာစင်းနေလူရဲ့နေဆဲဖြစ်တာကြောင့်နေအီမီလောင်ပြည့်စုံမှုအသေးစိတ်အချက်လက်တွေကိုမသိရသေးဘူးလို့ဒေသခံသတင်းမြစ်ကဆိုပါတယ်။ စိုးစုတက်တွေကြေးရတွေကိုစစ်ကြောင်းထိုးမိရှို့နေရကြောင်းကင်းစလောက်ရွာအပါဝင်အနီးဝန်းကျမှရှိတဲ့ကြေးရတွေကဒေသခံတွေဘေးလွတ်ရကိုထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ဒါအပြင်မနေ့ကညနေပိုင်းမှာငင်းချက်မျိုးပေါ်ကထွက်လာတဲ့တီတာရုံမှုဥဆောင်တဲ့စိုးစုနဲ့ပြူစောတီတွေဟာတောင်သားနဲ့အနောက်ခြမ်းကငင်းချက်ညောင်ဦးလမ်းဘေးမှာရှိတဲ့တီးကုန်းရွာကို60မမလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့်ဒေသခံတို့ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့နေနှလုံးမီးလောင်ပျက်စီးခဲ့သေးတယ်လို့ဒေသခံတွေကပြောပါတယ်။ က်ရှိမှာတောင်သာမြို့နယ်တွေကိုအင်အား200ခန့်ရှိတဲ့စုစုတကစစ်ကြောင်းထိုးပြီးတော့ကင်းစလုံးရွာကိုမိရှို့ဖျက်ဆီးနေတယ်လို့ငင်းချံမျိုးပေါ်ကထွက်လာတဲ့တီတာယုံမုံဦးဆောင်တဲ့စုစုနဲ့ပြူစောတီတွေကလည်းတောင်သာနဲ့အနောက်ချမ်းထမ်းပကံကျေးရွာအနီးကနေလက်နက်ကြီးနဲ့ပစ်ခတ်တာကင်းမုံဝတ်တာတွေလှုပ်ဆောင်နေတယ်လို့ဒေသခံသတင်းမြစ်တွေကပြောပါတယ်မနွေတိုင်းငစုံမျိုးနဲ့မြို့သားဆက်မှုဇုံထဲမှာအထိုင်ချတဆဲထားတဲ့စုပ်စုတွေကို တော်လန်ရေးတပ်ဖွဲ့တွေကမိုင်းဆွဲပစ်ခတ်တိုက်ခိုက်ရမှာစေအုပ်စု6ယောက်သေဆုံးပြီးတော့တနတ်တလက်တင်းစီရရှိခဲ့တယ်လို့ငဇုံမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူတို့ကအမတ်ပီကိုပြောပါရယ်ငဇုံနယ်မြို့သားစက်မှုဆောင်တဲ့အထိုင်ချတဆွဲထားတဲ့စေအုပ်စုတပ်ဖွဲ့ဝင်တွေဟာဇွန်23ရက်မနက်ခွန်နာရီကျော်မှာအင်အား6ယောက်နဲ့ရေခတ်ထွက်လာချိန်မှာတော်လန်ရေးတပ်ဖွဲ့တွေကအသင်းဆောင်ဆိုင်ပြီးတော့မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါစမှုဆောင်တွေကလည်းရေခတ်ထွက်လာတဲ့ဆုပ်စုတွေကိုပျောက်ကြားနေတဲ့မိုင်းဆွဲပစ်ခတ်ခဲ့တာကြောင့် G3 တနက်တက်လက်သာကောက်ယူချိန်ရခဲ့ပြီးတော့တော်လိုင်းရေးတက်ခွက်တွေထိခိုက်မှုမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ငစုံမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့တာဝန်ရှိသူကအမတ်ပီကိုပြောပါတယ်။ကိုမြင့်ဆောင်အညာမြေစစ်စင်အဖြစ်မြင်းချံငစုံနှထိုးကြီးတောင်သာစားတဲ့မြို့နယ်တွေတဲကစိုးစုအထိုင်းစခန်းတွေကိုတော်လိုင်းပူပေါင်းတက်ဖွဲ့တွေကပြီးခဲ့တဲ့မေလ15ရက်ကစတင်ပြီးတော့ထိုးစစ်စင်တိုက်ခိုက်နေရပါဗျ။ ောင်ရေးတပ်မတော် TNN အနေနဲ့တော်လိုင်းရေးပူပေါင်းတပ်ဖွဲ့တွေတိမ့်မိုက်ထင်းချုပ်ထားတဲ့မန္တလေးတိုင်းမုတ်ကုံးမြို့ကိုစောစုကဂျက်ဖိုင်တာနဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်ကလေးငယ်တို့ကိုပေါဝင်ပြည်သူတို့တိကြိုက်တန်းရရှိခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။စောစုဟာမုတ်ကုံးမြို့အရှေ့ပိုင်းကအုံကန်းရက်ကွက်ကိုတိုက်ပွဲမဖြစ်ပွားပဲဇွန်25ရက် မနေ့ကည7:33မိနစ်မှာဂျက်ဖိုင်တာတိုက်လေရင်နဲ့ပေါင်250ဘုံတလုံးကျဲချတိုက်ခိုက်ခဲ့တာပါ။တိုက်ပွဲဖြစ်ပွားတာမရှိဘဲနဲ့စောစုကတန်းပြီး တမဟာလေးနမည်မိုးကုံမျိုးအုံကန်းရက်ကွက်ကိုဂျက်ဖိုင်တာနဲ့ပေါင်150ပုံတလုံးနားရောက်ကျန်းစားတိုက်ခိုက်တာကြောင့်ကလေးငယ်တို့ပါဝင်ပြည်သူနှုတ်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်း PNN တွေကသတင်းထုတ်ပြန်ထားပါတယ်။စောစုရဲ့ဘုံချချမှုကြောင့်ကလေးငယ်တို့နဲ့အမျိုးသားတူထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင်နေအိမ်ငါးလုံးနဲ့ဖုံးကြီးကြောင်တစ်ကြောင်ထိမှန်ပျက်စီးခဲ့တယ်လို့ဆိုပါတယ်။ဒါအပြင်ဇွန်24ရက်ညပိုင်းကလည်းကြောင်မန်းမြို့ကိုစောစုရဲ့ဂျက်ဖိုင်တာနဲ့ ေါင်900ဘုံနှလုံးလာရောက်ကျဲချတိုက်ခိုက်မှုကြောင့်ပြည်သူ၄ဦးသေဆုံးခဲ့ပြီးတော့ကလေးငယ်နှုတ်အပါဝင်14ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကနေ49လုံးနဲ့စာတင်ကြောင်းနှစ်ကြောင်းထိမှန်ပျက်စီးသွားခဲ့ပါတယ်လေကြောင်းလက်နက်ကြီးနဲ့ drone တိုက်ခိုက်ခံရချိန်နေအိမ်တွင်းရှိနေပါကအခိုင်အမာတိစောက်ထားတဲ့မြေအောက်ခံဘုံကူချင်းတဲ့ပုံကိုပါဘုံကူချင်းမရှိပါကရေချိုးကန်းလိုမျိုးနိုင်ရန်ထုထုရှိပြီးဒရင်ပေါက်မရှိတဲ့အခန်းကိုပုံကူစရာဖြစ်ရွေးချယ်ပါ ။ဇပွဲလိုမျိုးအကာအကွယ်အောက်ဝင်ပြီးဥကောင်းကိုလက်နက်ဖက်နဲ့အုပ်ဒရောင်နဲ့မြေကြီးကိုထောက်ကမှောက်လျက်နေပါ။အသက်အန္တရာယ်လွန်မြောက်ရမှာအပပုံးခွေရနေရကိုမစွန့်ခွာပါနဲ့။ပြက်ခတ်တိုက်ခတ်ခံရခြင်းအိမ်ပြပတ်လဟာပြမှာရှိနေပါကရေမြောင်းတွေကြားဒါမှမဟုတ်ကြောက်တုံးကြောက်ခဲနဲ့မာကျောတဲ့အရာဝတ္ထုတွေနားဝင်ရောက်ပုံကိုပါဘုံခိုစရာမတွေ့ပါကမြေအနေပိုင်းကိုရှာပြီးဦးကောင်းကိုလက်နက်ဖက်နဲ့အုပ်မြေကြီးကိုတရောင်နဲ့ထောက်ကမှောက်လျက်နေပါပါဇက်ကိုဖွင့်ပြီးမျက်လုံးကိုပိတ်ထားပါ